မြန်မာနိုင်ငံကသာတွားရောက်ရှင်ပြန်ခဲ့တဲ့အလှမောင်ဥဒ္ဒါကျော်ဟာဒီဇင်ဘာ17ရက်နေ့ကရန်ကုန်မြို့ကိုပြန်ရောက်လာခဲ့ပါပြီ။အလှမောင်ဥဒ္ဒါကျော်ဘာစုတွေယူနိုင်ခဲ့တယ်လဲ။ Dominican Republic နိုင်ငံမှာကျင်းပတဲ့ Mr. Mori International 2014ပြိုင်ပွဲမှာ Mr. Popular Choice Awards ကိုရရှိခဲ့ပြီး National Costume စင်တက်ကနေလေးတွင်ဝင်ခဲ့တဲ့ဥဒ္ဒါကျော်ကကမ္ဘာစင်တွားရောက်ရှင်ပြန်ရတာဖြစ်လို့အတွေ့အကြုံတွေအများကြီးရခဲ့တယ်လို့လည်းပြောပါရတယ်။ဥဒ္ဒါကျော်ရဲ့အပြန်ခီကို သူ့ရဲ့ဆွေမျိုးသားချင်းတွေနဲ့တငယ်ချင်းတွေကပြုစုခဲ့ကြပါတယ်။ပြိုင်ပွဲသွားဖို့အခက်အခဲတွေရှိခဲ့တဲ့ကြားထဲစပိန်စကားပြောနိုင်ငံဖြစ်တာကြောင့်အခက်အခဲတွေကြုံတွေ့ခဲ့ရပြီးဘာသာပြန်တွေနဲ့ပြောရတာကြောင့်ဒိုင်းတွေအနေနဲ့နားလည်မှုတွေလွဲနိုင်တယ်လို့အာဂဇာနီမှာလည်းမြန်မာပြည်မှာခင်မစားတဲ့အာဂဇာနီဖြစ်တယ်လို့ပြောပါတယ်။ပေါ်တိုရီကိုပနမာဖိလစ်ပိုင်တို့လိုအင်တာနက်လိုင်းမကောင်းတဲ့ကြားကမဲတာရခဲ့လို့ပေါ်ပူလာချွိုက်စုကိုရခဲ့တာစက်သိမ်းချမိပါတယ်လို့လည်းဥက္ကဋ္ဌကျော်ကပြောပါတယ်။ သူတို့တွေကစပိန်စကားကလွဲလို့အင်္ဂလိပ်စကားကိုတလုံးမှတော့မပြောတဲ့နိုင်ငံအဲ့တော့အရန်ခက်ခဲတယ် translator တွေကအစားအင်္ဂလိပ်စကားကိုဟိုမှုန်ညာမပြောတတ်ဘူးပြောတတ်တော့ကျွန်တော်ပြောတဲ့စကားကိုသူတို့ကနားမလဲနားမလဲတော့မေကုန်းအမေပြေလောက်တဲ့အချိန်မှာကျွန်တော်ပြောတဲ့စကားကိုသူတို့တွေကသူတို့နားနဲ့လူဖြေလိုက်တယ်ဖြေတော့အဲ့မှာဒိုင်းနေနေနဲ့နားလည်မှုလူလည်းမဝနိုင်တဲ့အကြောင်းအရာတွေတစ်ခုနှစ်ခုတော့ရှိတာပေါ့နော်ဟို sports တွေကကျွန်တော်နိုင်ငံမှာအရန်ခက်မစားတဲ့ sports တွေပေါ့ bowling ကစားတာတို့ high jumping ခုံတာတို့အဲ အဝေးခုံတာပေါ့အဝေးခုံတဲ့ဟာမျိုးတွေခုံတာမျိုးတွေကြတော့ကျွန်တော်နိုင်ငံမှာအရင်လက်ခင်မစားအောင်ခင်မစားတော့အဲ့ဟာတွေနဲ့တော့ပတ်သက်ပြီးတော့အခက်အခဲအများကြီးတွေ့ခဲ့ပါတယ်မြန်မာနိုင်ငံကတည့်တဲ့အတိုင်းနေရာလိုင်းမကောင်းဘူးမကောင်းတဲ့ပြင်နောက်ပြီးတော့ခုနကမျိုးဗုတ်တင်ပေးဖို့ကအရင်ခက်ခဲတယ်အဲ့ဒါကိုရအောင်ပေးနိုင်တယ်ပေါ့နော် ဟိုတကယ်ရှင်ပြိုင်အချိန်မှာပေါ်လိုရီကိုလိုပနားမာတို့ဖိလစ်ပင်းတို့တို့နိုင်ငံမျိုးတွေနဲ့ရှင်ရတာသူတို့တွေကအင်တာနက်လိုင်းကောင်းတယ်ဒါပေမဲ့သူတို့ကြော်ပြီးကျွန်တော်က2400နဲ့ရတယ်ဖုန်တင်ပေးလိုက်ရောဒီစုကိုရခဲ့ရဆိုတော့ဟိုကဒါမြန်မာလူမျိုးတွေအတွက်တကယ်ကိုဂုဏ်ယူစရာတခုလို့ပြောရတယ်ဟိုနိုင်ငံသားတွေကလည်းမြန်မာနိုင်ငံကပေါ်လိုရီစုရသွားတယ်ဆိုပြီးတော့ကျွန်တော်ဝိုင်း တကယ်ကိုပဲအထင်ကြီးရတဲ့ပုံစံမျိုးနဲ့ကြီးကြတယ်မြန်မာနိုင်ငံကိုပမာနဲ့လာခြင်းနဲ့အဲ့လိုမျိုးကြီးစကားရကြတော့ဟိုစင်အောင်မှာဟိုမှာတကယ်ကိုပဲဟိုစတဲ့င်းထားမိပါတယ်ဟုတ်သူ့လိုပဲဗနီဇွဲလာမှာတွားပြိုင်ခဲ့တဲ့ဂျူးစန်တာကအာရှအလှဆုံးဆုရခဲ့တာဂိုယူစရာဖြစ်ပြီးသူငယ်စဉ်ကလေးကဖြစ်ချင်တဲ့တရုတ်ဆောင်လောကကိုဝေရောက်ဖို့ကြိုးစားမယ်လို့ဆိုပါတယ်သူ့ရဲ့မောင်လေးဟာအာရှမှာနေမဟုတ်ပဲကမ္ဘာအဆင့်တွားရောက်ရှင်ပြိုင်ပြီးစုတစ်ခုရခဲ့လို့အတိုင်းထက်လို့ဝမ်းသာပါတယ်လို့ပြောသူက အမားဖြစ်သူမေသီရီကျော်ဝင်မှာတရဖူစုအတွက်မှန်းခဲ့ပြီမဲ့အတွေ့အကြုံနဲ့တင်တန်နေလို့သူလျှောက်ချင်တဲ့လမ်းတက်တက်မမတ်ရှောင်းနိုင်ဖို့ပံ့ပိုးပေးသွားမယ်လို့ဆိုပါတယ်အာရှအမားတော်မှာမဟုတ်ဘူးပေါ့နော်ဒီအနောက်တိုင်းနိုင်ငံသားတွေနဲ့ရှင်ပြိုင်တဲ့အတွက်တော့အတွေ့အကြုံကဆာလေကွာချားတယ်အခုညမမောင်လေးတရားအနေနဲ့သူဖြစ်ချင်တဲ့ဟာကိုလမ်းမှန်နေရောက်သွားအောင်နောက်ပြီးတော့ဒီဘလိုအကြံအကြံဉာဏ်လေးတွေပေးပြီးတော့လမ်းကိုပေါ့နော် တဲတဲမမတ်သွားအောင်လို့နောက်ကနေကိုပန့်ပိုးခုပြီးသွားပါတော့ Mr. Mori International 2014တိုက်တဲ့စုမရပါပဲကမ္ဘာစင်မြင်ပေါ်မှာမြန်မာလူပြသနိုင်ခဲ့တဲ့အတွက်ပြည်နဲ့ဂုံယူတယ်လို့ကုစီယန်ဟင်းကဆိုပါတယ်လောလောဆယ်အုတ်တာကျော်နဲ့စာချုပ်ချုပ်မှထားပါပဲနုပညာလုပ်ငန်းတွေကိုလုပ်ကိုင်နိုင်ဖို့အကူအညီပေးမှဖြစ်တယ်လို့ပြောပါတယ်သူအကောင်းဆုံးကြိုးစားပြီးတော့ကျွန်တော်တို့ကမ္ဘာ ဆင်မြင့်ထက်ဒီမှာမြန်မာရေလို့ပြသနိုင်ခဲ့တဲ့အတွက်ကြောင့်ကျွန်တော်ကဂုဏ်ယူပါတယ်။ဒီ contract နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဘသူဘသူမှကိုဒီ2014ကို super model လာမယ့်တယောက်အပါအဝင်စာချုပ်ချုပ်ဖို့အစီအစဉ်မရှိပါဘူး။ကျွန်တော်တို့ကသူတို့ရဲ့အနုပညာလုပ်ငန်းတွေမှာတစ်ဖက်တအားနေပြီးတော့အပါအဝင်ကူညီပေးသွားမှာဖြစ်တယ်လို့သူတို့အကြေးများအနုပညာလုပ်တွေတစ်ခုလုပ်တယ်ဆိုရင်ကျွန်တော်တို့ information လေးအတိပေးရုံနဲ့သူတို့ကိုကျွန်တော်တို့ကအရာရာကိုဆောင်ရွက်ခွင့်ပြုထားပါတယ်။